ျွန်တော်တို့ရဲ့ channel လေးကနည်းစာဖတ်ဖို့အချိန်မပေးနိုင်တဲ့မိတ်ဆွေတို့အတွက်ကဘာကျော်စာအုပ်ကောင်းများစွာရဲ့အနှစ်သာရတွေကိုမိနစ်ပိုင်းတွင်နားလည်သဘောပေါက်အောင်အနှစ်ချုပ်ပြီးတော့အပတ်စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ channel လေးကနည်းမိတ်ဆွေတို့အတွက်ပင်ကိုပါရမီမရှိပဲခက်ခဲတဲ့ဘဝအခြေအနေတွေကိုရုံးကန်ပြီးတော့ကမ္ဘာအထက်တန်းအကြုံစစ်တီတူဖြစ်လာခဲ့တဲ့အမေရိကန်နေဗီစီတပ်ဖွဲ့ဝင်ဟောင်းဒေးဗစ်ကော်ဂန်ရဲ့ဘဝစာကြောင်းကိုရေးသားထားတဲ့ Can't Hurt Me ဆိုတဲ့အစားအုပ်လေးကိုအနှစ်ချုပ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီစားအုပ်ရဲ့အဓိကသတင်းစကားကတော့ဘလောက်ပဲခက်ခဲတဲ့အချိန်တွေမှာရောက်နေပါစေကျွန်တော်တို့ရဲ့စိတ်ကိုထိန်းချုပ်ပြီးတော့ကိုယ့်ရဲ့ကန့်သတ်ချက်တွေကိုကျော်လွန်အောင်လုပ်ဆောင်နိုင်တယ်ဆိုတာပါပဲ။တကယ်လို့မိတ်ဆွေကလက်ရှိဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်နေရသူဒါမှမဟုတ်ကိုယ့်ရဲ့စမ်းရင်အစ်စ်မန်ကိုရှာဖွေခြင်းနဲ့သူတယောက်ဆိုရင်ဒီစားအုပ်ကမိတ်ဆွေအတွက်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခြင်းအပြင်ကိုယ့်ရဲ့စိတ်ကိုပိုပြီးခိုင်မအောင်ဘယ်လိုလေ့ကျင့်ရမလဲ။ အခက်အခဲတွေကိုအောင်မြင်မှုတွေဘလို့အသုံးချမလဲဒါအပြင်ဘယ်သူမှဆိုလှုပ်ဆောင်နိုင်တဲ့လက်တွေ့ကြတဲ့နည်းလမ်းတွေကိုရရှိသွားမှတေးကြပါတယ်ဒီအနည်းချုပ်လေးထဲမှာတော့အဓိကသင်ခန်းစာတွေကို အပိုင်း၃ခန်းခွဲပြီးတော့နားလည်လွယ်အောင်တင်ဆက်ပေးသွားပါမယ်အပိုင်း၁ဘဝဇာတ်ကြောင်းဒီအပိုင်းမှာတော့အပင်ကိုပါရမီမရှိပဲခက်ခဲကြမ်းတမ်းတဲ့ဘဝအခြေအနေတွေကနည်းဘလို့ရုံးကံပြီးကပအမာကျော်ဆုံးစစ်တီတူဖြစ်လာခဲ့လေဆိုတဲ့ဒိဗစ်ဂေါ်ကန်ရဲ့ဘဝဇာတ်ကြောင်းကိုပြောပြပေးသွားပါမယ် အပိုင်းနဲ့စိတ်ကိုတိုက်ပွဲခေါ်ဆိုရင်ဒီအပိုင်းကတော့အစာအုပ်ရဲ့အဓိကအသက်ပဲဖြစ်ပါတယ်။ဂေါဂန်ဟာသူ့ရဲ့စိတ်ကိုဘလို့အနိုင်ယူပြီးကိုယ့်ရဲ့ကန့်သတ်ချက်တွေကိုကျော်လွှမ်းနိုင်ခဲ့လေဆိုတဲ့ The 40% rule နဲ့ accountability meter စတဲ့အဓိကအယူဆတွေကိုအသေးစိတ်ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်။အပိုင်းသုံးလက်တွေအသုံးချနည်းနောက်ဆုံးအပိုင်းမှာတော့ဒီလိုအင်မတန်အဆွမ်းထက်တဲ့အယူဆတွေနဲ့သင်ခန်းစာတွေကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကိုယ်ပိုင်ပန်းနိုင်တွေအတွက် ဘလို့လက်တွေအသုံးချရမလဲဆိုတာကိုနားလည်လဲတဲ့နီလာအနေနဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အပိုင်းတက်ဒေးဗစ်ဂေါ်ဂန်ရဲ့ဘဝဇာတ်ကြောင်းစာအုပ်ရဲ့အဓိကသတင်းစကားကိုနားလည်ဖို့အတွက်ဒေးဗစ်ဂေါ်ဂန်ကဘလို့လူဖြစ်တယ်ဆိုတာကိုအရင်ဆုံးသိရှိဖို့လိုအပ်ပါတယ်။သူဟာစာအုပ်ရဲ့ခေါင်းစဉ်အတိုင်းပဲမဖြစ်နိုင်ဘူးလို့ပြောတဲ့အခက်ခဲတွေကိုမင်းငါကိုဘာမှမလုပ်နိုင်ဘူးလို့ပြန်ပြီးရင်ဆိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူဟာအမေရိကန်နိုင်ငံရဲ့မာကျောတဲ့စစ်သားတယောက်ဖြစ်လူတီများပေမဲ့ တခြားလူတွေလိုအပူပင်ကင်းတဲ့ကလေးဘဝကိုဖျက်ကျော်ခဲ့ရတာတော့မဟုတ်ပါဘူး။သူရဲ့သူ့အမေရဲ့သူ့ကိုရဲ့ဟာအာနာရှင်ဆန်းပြီးအနိုင်ကျင့်ရစ်စစ်တက်တဲ့ဖခင်ရဲ့လက်ထဲမှာကြီးပင်းခဲ့ကြရတာကြောင့်ငယ်ငယ်ကလေးကလောကကြီးရဲ့ရစ်စစ်မှုတွေကိုခံခဲ့ရတယ်လို့ပြောရပါလိမ့်မယ်။အိမ်ထဲမှာရှိတဲ့မိသားစုဝင်တွေအားလုံးဟာဘယ်တော့မှအေးချမ်းမှုမရှိဘဲအကြောက်တရားတွေနဲ့ဖိစီးနေခဲ့ရပါတယ်။သူ့အသက်ရှင်နေတာအရွယ်မှာတော့သူ့အမေဟာဒီလိုကြောက်ရွံ့စရာကောင်းတဲ့ဘဝကနေရုန်းထွက်ပြီး သူနဲ့အတူသူ့အဖေစီကလည်းထွက်ပြေးခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာလွတ်မြောက်ခြင်းရဲ့အစဖြစ်ပေမဲ့နောက်ထပ်အခက်အခဲတစ်ခုရဲ့အစလည်းဖြစ်ပါတယ်။ကြောင်းပြောင်းတဲ့အခါမှာဆရာမအသက်ကဂေါကင်ရဲ့အမူအရာတွေကပုံမှန်မဟုတ်ဘူးလို့သတ်မှတ်ခဲ့ပြီးဂေါကင်ကိုစိတ်ပန်းဆိုင်ရာပြဿနာရှိတဲ့ကလေးတွေထားတဲ့အကြောင်းမှထားတဲ့နယ်လို့သူ့အမေကိုပြောခဲ့ပါတယ်။ဆရာမရဲ့ဒီလိုလုပ်ရကြောင်းဂေါကင်ဟာစိတ်ဓာတ်တွေကျဆင်းခဲ့ရပြီးစကားတွေပါထက်လာခဲ့ပါတယ်။သူ့အမေကဂေါကင်ကိုကြောင်းဆက်ထားနိုင်မှုအတွက် ဆေယောဂါကူတာရဲ့ဖွဲ့ရည်တွေကိုထည့်သွင်းခဲ့ပေမဲ့သူ့ရဲ့စိုးရင်ကြောက်ကြမှုနဲ့စကားထက်မှုတွေကတော့တစ်တာလာခဲ့ခြင်းမရှိပါဘူးတကယ်တော့ဒါဟာရစ်စစ်တတ်တဲ့ဖခင်ရဲ့ဆေယောကိုပါညှဉ်းပန်းနှိပ်စက်ခဲ့လို့ရခဲ့တဲ့နည်းနည်းတဲ့စိတ်ဒဏ်ရာတွေကြောင့်ဖြစ်ပြီးဒီအချက်ကိုနားမလဲပဲကူတာနေခဲ့တာကြောင့်ဘလို့ကူထုံးတဲ့ဈေးဝါးတွေကမှအလုံးမဖြစ်ခဲ့ပါဘူးနောက်ဆုံးမှာတော့ခေါခင်ဟာကြောင်းမှာအပေကံတယောက်ဖြစ်လာခဲ့ပြီးစာမေးပွဲတွေမှာလည်းနှီးမျိုးစုံနဲ့ခိုးခြားတဲ့အထိဖြစ်လာခဲ့ပါတော့တယ် တစ်ချိန်တည်းမှာပဲဂေါကန်ဟာနောက်တဆိတ်တန်ရာအစ်စ်တွေကိုထတ်ရခဲ့ပါသေးတယ်။မျက်စိရှိမှာကလေးတယောက်ကိုဘာစကားနဲ့ဝင်တိုက်ခဲ့တဲ့ဆိုးရတဲ့ရင်တိုက်မှုကိုမြင်တွေ့ခဲ့ရပါတယ်။ဒီဆိတ်တန်ရာမပြောက်သေးခင်မှာပဲသူ့မိခင်ရဲ့ချစ်သူတဲ့ဝဲမတ်ရဲ့တည်ဆုံးမှုကနောက်ထပ်ထိတ်လန့်စရာ ဖြစ်ရတခုဖြစ်လာခဲ့ပါတယ်။ဝဲမတ်ဟာခေါင်းကိုတနတ်နဲ့ပြစ်ခံရပြီးတည်ဆုံးခဲ့ရတာကိုဆယ်လေးနှစ်သားကောကန်ကမျက်စိနဲ့ကိုယ်တိုင်မြင်လိုက်ရတဲ့အခါမှာ ငငန်ကစိတ်ဒဏ်ရာတွေအပြင်နောက်ထပ်နယ်ဆိုင်တဲ့စိတ်ဒဏ်ရာတစ်ခုထပ်ရရှိသွားခဲ့ပါတယ်။ဒီစိတ်ဒဏ်ရာတွေလူမှုရေးခွဲခြားခံရမှုတွေနဲ့အတူဂေါကန်ဟာသူ့ကိုယ်သူလုံခြုံစိတ်ချမှုမရှိတယ်လို့ခံစားလာခဲ့ရပြီးဘဝပန်းနိုင်ပျောက်ပြီး나ကြီးจิตတွေပြည့်နေနေတဲ့လူငယ်တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ရွယ်ချက်မဲ့တဲ့ဘဝကနေရုန်းထွက်ဖို့အတွက်သူဟာလေးတက်ထဲဝင်ခဲ့ပေမဲ့ကျမ်းမာရေးပြဿနာကြောင့်လေးကျင်ရင်ကိုပြီးဆုံးအောင်မလုပ်နိုင်ခဲ့လို့ဆေးခွင့်ယူပြီးထွက်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကလည်းပေါင်300နီးပါးထိရှိလာခဲ့ပြီးစားတော့ဆိုင်တွေမှာပိုးတက်ဆေးဖြန့်တဲ့အလုပ်ကိုလုပ်ကင်ရင်ဘဝကိုဖြစ်တယ်လို့နေထိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့တနေ့မှာတော့သူ့ရဲ့ဘဝကိုအစကနေပြန်ပြီးစတင်နိုင်မဲ့မျောလင့်ချက်တစ်ခုကိုမထင်မှတ်ပဲရှာတွေ့ခဲ့ပါတယ်။အဲ့ဒါကတော့ heavy လို့ခေါ်တဲ့နေပစ္စည်းလေးကျင်ရင်အကြောင်းရိုက်ကူးထားတဲ့ရုပ်တံအစီအစဉ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီရုပ်တံတွေကလေးကျင်ရင်အရာရှိတူက ဟဲဝေဟာတာမန်အဆင့်ကိုယုံမုန်းသူတွေအတွက်ဖြစ်တယ်လို့ပြောလိုက်ချိန်မှာတော့ဂေါဂန်ဟာဒီစကားဟာသူ့ကိုရည်ရွယ်ပြီးပြောတာလို့ခံစားလိုက်ရပြီးနှစ်ပေါင်းများစွာပုန်းကွယ်နေတဲ့စွမ်းရည်တစ်ခုကအလင်းရောင်တွေကိုရုတ်တရက်နိုးထလာခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဂေါဂန်ဟာသူ့ရဲ့ခန္ဓာကိုယ်ကိုလုံးဝအပြောင်းလဲပစ်ခဲ့ပြီးနေဗီစီတင်နာကိုဝင်ဖို့အတွက်အချိန်၃လအတွင်းပေါင်တရာရုပ်ကိုလျှော့ချခဲ့ပါတယ်။ဒါဟာယူသွက်လောက်အောင်ခက်ခဲတဲ့ခရီးဖြစ်ပေမဲ့ သူ့ရဲ့ပြင်းပြတဲ့ဆန္ဒနဲ့စိတ်တက်ခွန်အားတွေကလွယ်ကူစေခဲ့ပါတယ်။နေဝီစီလေးကျင်ရင်မှာအကြီးမားဆုံးစိန်ခေါ်မှုကတော့ဟဲဝီပါပဲ။ဒီရက်တရပတ်ဟာလေးကျင်သားတွေအားလုံးအတွက်ငရဲလဲဖြစ်ပါတယ်။အဲ့ချိန်နဲ့ပြီးပြင်းထန်တဲ့အရေးအောက်လေးကျင်ခန်းတွေအေးဒဏ်နဲ့စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေကိုအစစ်မပြရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုအချိန်မျိုးမှာလူတိုင်းနှိပါကအရှုံးပေးဖို့ဆုံးဖြတ်ကြပါတယ်။ဒါပေမဲ့ဂေါကန်ကတော့သူ့ရဲ့စိတ်ကို 40%ရုနဲ့လေ့ကျင့်ထားတာကြောင့်အပန်းမကြီးခဲ့ပါဘူး။ပင်မလာတဲ့အချိန်တိုင်းမှာသူ့စိတ်က40ရာခိုင်နှုန်းပဲအသုံးပြုရသေးတယ်ဆိုပြီးကိုကိုကိုအမြဲတွန်းအားပေးခဲ့ပါတယ်။ဟဲဝေကိုကြော်ဖြတ်နိုင်ခဲ့ခြင်းဟာသူ့ရဲ့ခန္ဓာကိုယ်ကိုသာမကပဲစိတ်ဓာတ်ကိုပါတာမဏိလိုမာကျော်ခိုင်မာသွားစေခဲ့ပါတယ်။ဒေဗီစီတူဖြစ်လာပြီးနောက်မှာဂေါဂင်ဟာဒီအောင်မြင်မှုနဲ့မကျေနပ်နိုင်ခဲ့ပါဘူး။သူဟာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကတ္တချစ်တွေကိုထပ်ပြီးစမ်းသပ်ခြင်းခဲ့ပါတယ်။ ဒီအတွက်သူဟာအပြည့်လေးကျင့်မှုမရှိဘဲမိုင်းတရားအပြည့်ပြိုင်ပွဲတွေကိုစတင်ဝင်ပြိုင်ခဲ့ပါတယ်။မိုင်း80ကျော်မှာအယိုးကျခဲ့တာတောင် အပြည့်တက်အောင်သူပြေးခဲ့ပါတယ်။ဒီလိုအဆုံးရောက်တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ရခြင်းဟာဘဝမှာသူရခဲ့တဲ့ဒဏ်ရာတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါသူ့ရဲ့စိတ်ကိုဘယ်ရာကမှမပျက်စီးစေနိုင်တော့တဲ့ခန္ဓာရဲ့ကြီးတဲ့စိတ်တစ်ခုအဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။ဒါအပြင်ဂေါကာဟာပူကဆန်ချိန်ကို24နာရီအတွင်း အကျဉ်းရင်၄၃၀လောက်ပြီးခင်းနဲ့ဆန်ချင်းတင်ခဲ့ပါတယ်။ဒီလိုမဖြစ်နိုင်တဲ့ကိစ္စရပ်ကိုလှုပ်ချင်းအားဖြင့်သူဟာဘယ်လောက်ပဲပင်မနှွားနေပါစေ စိတ်တက်နေတာဆိုရင်ဘာမစိုးလှုပ်ဆောင်နိုင်တယ်ဆိုတာကိုတည်တည်ပြခဲ့ပါတယ်။ဂေါ်ကင်းရဲ့ဘဝဇာလန်ဟာစစ်မှန်တဲ့ဇွဲစီကန်းနဲ့စိတ်တက်ခွန်အားရဲ့တည်တည်ပါပဲ။သူဟာထဲလန်တော့ရော့ကန်းရဆိုတဲ့အယူအဆအတိုင်းအရေးချင်းတဲ့ဇွဲနဲ့သာဘဝကိုအောင်မြင်မှုတွေဖန်တီးခဲ့ပါတယ်။ အမြဲတမ်းမပြောင်းလဲတဲ့ရည်ရွယ်ချက်ကတော့ကိုယ့်ကိုယ်ကိုကျော်လွန်ပြီးတာမန်မဟုတ်တဲ့အရာတွေကိုလှုပ်ဆောင်မှုပဲဖြစ်ပါတယ်။အပိုင်းနဲ့စိတ်ကိုတိုက်ပွဲခေါ်ဆိုခြင်းဒေးဗစ်ဂေါ်ဂန်ရဲ့ဘဝဇာလန်ကသူ့ရဲ့စိတ်ဟာဘလောက်ထိထိခိုက်ခံစားခဲ့ရတယ်ဆိုတာကိုပြသနေပါတယ်။ဒါပေမဲ့အဲ့ဒီလို ထိခိုက်နေတဲ့စိတ်ကိုပဲသူဟာတာမဏိလို မာကျောတဲ့စိတ်တစ်ခုဖြစ်အောင် ပုံဖော်ခဲ့ပါတယ်။ဒီအပိုင်းမှာတော့စိတ်ကိုဘလို့စိန်ခေါ်ပြီး အောင်မြင်မှုတွေဖန်တီးခဲ့လဲဆိုတဲ့အဓိကအယူဆသုံးခုကိုအသေးစိတ်ပြောပြပေးသွားပါမယ်။နံပါတ်1 The 40% rule 40ရာခိုင်နှုန်းစီးမြင်ဒီစီးမြင်ကတော့ဒေးဗစ်ဂွန်ဂိုင်းရဲ့ဘဝကိုအကြီးမားဆုံးပြောင်းလဲပေးခဲ့တဲ့အယူဆတစ်ခုပါ။ကျွန်တော်တို့ရဲ့စိတ်ကအမြဲတမ်းပင်မနှောနယ်မှုကိုကြောက်ရွံ့နေပြီးလွယ်ကူတဲ့လမ်းကိုပဲရွေးချယ်ချင်ပါတယ်။ဒါကြောင့်ခက်ခဲတဲ့အရာတစ်ခုကိုလှုပ်ဆောင်တဲ့အခါခန္ဓာကိုယ်ကပင်မလာတယ်လို့အချစ်ပြလိုက်တာနဲ့စိတ်ကမောပြီးမလုံနိုင်တော့ဘူး။ အနာယူလိုက်ပါဆိုပြီးအဆုံးသတ်လိုက်ဖို့ပြောပါလိမ့်မယ်။ဘောကန်ရဲ့အဆိုအရအဲ့ဒီလိုပင်မလာပြီလို့ခန်းစားရတဲ့အချိန်မှာကိုယ့်ရဲ့စွမ်းရည်အလုံးရဲ့40ရာခိုင်နှုန်းကိုပဲအသုံးပြုရသေးတာဖြစ်ပြီးကျန်တဲ့60ရာခိုင်နှုန်းကတော့အလုံးနှိုးဖို့စောင့်နေတဲ့မမြင်နိုင်တဲ့ခွန်အားတွေပဲဖြစ်ပါတယ်။ဒီစည်းမျဉ်းကိုလက်တွေ့အသုံးချဖို့အတွက်ကိုမလုံနိုင်တော့ဘူးလို့စိတ်ကပြောလာတဲ့အချိန်တိုင်းမှာငါရဲ့40ရာခိုင်နှုန်းကိုပဲအသုံးပြုရသေးတာစစ်လုံနိုင်သေးတယ်လို့ကိုကိုကိုသတိပေးပါ ဥပမာမိစေကလေးချင်းကလုံနေရင်15မိနစ်မှာပင်ပန်းလာတယ်ဆိုရင်နောက်ထပ်15မိနစ်ဒါမှမဟုတ်စက္ကန့်30လောက်ပဲဖြစ်ဖြစ်ဆက်လုပ်ကြည့်ပါအဲ့ဒီအခါမှာကိုယ်စိတ်ရဲ့ကန့်သချက်တွေကိုစတင်ကြော်လွန်လာနိုင်ပါပါဒီနည်းလမ်းကိုဘယ်လိုနေရာတွေမှာမဆိုအသုံးပြုနိုင်ပါတယ်အရေးကြီးဆုံးကကိုယ်စိတ်ကိုပြန်ပြီးစိန်ခေါ်ဖို့ပါပဲနံပါတ်1 accountability meter ဒေဗစ်ဂေါဂန်ရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့အစောဆုံးနည်းလမ်းတွေကတစ်ခုကတော့ accountability meter ပါပဲ ဒီနေ့လငါအတော်လေးရိုးရှင်းပါတယ်ကိုယ့်ရဲ့အခန်းထဲကမှန်တကျရှိမှကိုလှုပ်ချင်တဲ့အရာတွေပန်းနိုင်တွေနဲ့မျောလင့်ချက်တွေကိုစာရိုက်ပေါ်မှာရိုးသားစွာရေးပြီးကတ်ထားဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့အဲ့ဒီပန်းနိုင်ကိုမရောက်အောင်ဘာတွေကဟန်တားနေလဲဆိုတဲ့အကြောင်းပြချက်တွေကိုရိုးသားစွာရေးပြီးထပ်ကတ်ထားဖို့လိုပါတယ်မနစ်စောစောမထနိုင်လို့လေ့ကျင့်မှုအပြင်လို့စသဖြင့်ပေါ့ဒီလိုလှုပ်တဲ့အခါကိုယ့်ရဲ့အတ္တ ego ကိုချုပ်ပြီးကိုယ့်ကိုယ်ကိုအရှိအတိုင်းမြင်လာနိုင်ပါတယ် ပန်းနိုင်တစ်ခုကိုမလုဆောင်နိုင်တာတခြားသူတွေဒါမှမဟုတ်အခြေအနေတွေကြောင့်မဟုတ်ပဲကိုယ်တိုင်ပေးထားတဲ့အကြောင်းပြချက်တွေကြောင့်ပဲဆိုတာကိုနားလည်လာပြီးကိုယ့်ရဲ့အမားကိုကိုယ်တိုင်ရဲရဲဝံ့ဝံ့တာဝန်ယူနိုင်တဲ့စိတ်ဓာတ်ကိုမြင့်တင်နိုင်မှာပဲဖြစ်ပါတယ်။နေတိုင်းဒီမန်ကိုကြည်ချင်းအားဖြင့်ကိုယ့်ရဲ့အားနည်းချက်တွေကိုရင်ဆိုင်နိုင်တဲ့စွမ်းရည်ကိုတိုးတက်လာစေမှာပါ။နံပါတ်3စိတ်ကိုမကြောအောင် လေ့ကျင့်ခြင်းဒီဘက်ကောကန်ရဲ့ဘဝဟာရုပ်ပိုင်းဆိုင်ရာနာကျင်မှုနဲ့စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေနဲ့ပြည့်နေနေခဲ့ပါတယ်။ လူဟာဒေတန်ရာတွေကိုရှောင်ဖဲမဲ့အစားတမင်တကာရင်ဆိုင်ခဲ့ပါတယ်။အေးဒံကိုခံပြီးရေထဲမှာလေ့ကျင့်တာမိုင်းတရားကျော်ပြေးတာမျိုးတွေကနဲ့သူ့ရဲ့စိတ်ဟာတံမဏိလိုမာကျော်လာခဲ့ပါတယ်။သူကစိတ်ကိုကျွတ်သားတစ်ခုလိုမြင်ပါတယ်။ကျွတ်သားကိုပိုပြီးတံမအောင်လေ့ကျင့်တယ်လို့မျိုးစိတ်ကိုလည်းမတက်မတာဖြစ်အောင်တမင်တကာလှုပ်ဆောင်ပေးပြီးမာကျော်အောင်လေ့ကျင့်လို့ရတယ်လို့သူကဆိုပါတယ်။ဒီလိုနိလန့်ကလက်တွေ့ဘဝမှာအတုံးချဖို့အတွက်ကိုမလှုပ်ချင်တဲ့အလုပ်တစ်ခုဥပမာစိတ်မပါပဲလေ့ကျင့်ကလှုပ်တာ။ ဒါမှမဟုတ်ဘုံနဲ့အလုပ်တစ်ခုကိုပိုကြိုးစားပြီးလုပ်တာမျိုးကိုလုပ်ကြည့်နိုင်ပါတယ်ဒီလိုမတက်မတာဖြစ်အောင်လေ့ကျင့်ခြင်းဟာကိုယ့်ရဲ့စိတ်ကိုအခက်ခဲမှန်သမျှကိုအလွယ်တကူကျော်လွှားနိုင်တဲ့စွမ်းအားတွေကိုပေးမှာပဲဖြစ်ပါတယ်ဒါတွေကတော့ဒီစာအုပ်ထက်ကအဓိက စိတ်ပိုင်းဆိုင်ရာသင်ခန်းစာတွေပဲဖြစ်ပါတယ်နောက်အပိုင်းမှာတော့ဒီယူစာတွေကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးချမလဲဆိုတဲ့အပိုင်း၃ကိုဆက်လက်ပြောပြပေးသွားမှာဖြစ်ပါတယ်အပိုင်း၃လက်တွေ့အသုံးချခြင်း ကျွန်တော်တို့ဟာအရင်ပိုင်းတွေမှာဒေးဗစ်ကိုခိုင်ရဲ့ဘဝစာကြောင်းနဲ့သူ့ရဲ့စိတ်ကိုတိုက်ပွဲခေါ်ဆိုခဲ့တဲ့အယူဆတွေကိုသိရှိခဲ့ပြီးပါပြီ။ဒီပိုင်းမှာတော့ဒီစာအုပ်ထက်ကအဓိကသတင်းစကားတွေကိုကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာဘလို့အသုံးချပြီးအောင်မြင်မှုတွေဖန်တီးရမလဲဆိုတာကိုပြောပြပေးသွားပါမယ်။နံပါတ်၁အရှုံးတွေကနေအောင်မြင်မှုကိုဖန်တီးခြင်းကျွန်တော်တို့အများစုကအရှုံးကိုအဆုံးသတ်လို့မြင်ကြပြီးကြောက်ရွံ့ကြပါတယ်။ ဒါပေမဲ့ဒေးဗစ်ဂေါဂန်ကတော့အရှုံးကိုအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုလို့မြင်ပါတယ်။နေဗီစီတင်နာကိုပထမဆုံးအချိန်ဝင်ရောက်တုန်းကသူဟာခံစားခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေကြောင့်တင်နာပြေးဆုံးအောင်မတက်နိုင်ခဲ့ပါဘူး။ဒါပေမဲ့သူဟာလက်မလျှော့လိုက်ဖဲဘာကြောင့်အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့အချက်တွေကိုအသေးစိတ်ပြန်သုံးသပ်ခဲ့ပါတယ်။သူ့ရဲ့အားနည်းချက်တွေကိုရိုးသားစွာရင်ဆိုင်ပြီးတင်နာကိုနောက်တစ်ချိန်ထပ်မံစူးစမ်းခဲ့ပါတယ်။ ဒီလိုပဲသူပြေးခဲ့တဲ့အပြေးပြိုင်ပွဲတွေမှာလည်းမိုင်80ကျော်မှအယူကျခဲ့တာတောင်လက်မလျှော်ပဲပြိုင်ပွဲကိုအပြစ်တက်ခဲ့ပါတယ်။ဒီဖြစ်ဖြစ်တွေကကျွန်တော်တို့ကိုပေးနေတဲ့သင်ခန်းစာတွေကတော့အရှုံးဆိုတာအဆုံးသတ်မဟုတ်ပဲကိုယ့်ကိုပိုပြီးတာမာလာခြင်းမဲ့အခွင့်အရေးတစ်ခုပဲဖြစ်တယ်ဆိုတာပါပဲ။နံပါတ်1အရေးချင်းတဲ့ဇွဲကပိုအရေးကြီးတယ်။ဒေးဗစ်ကော်ကန်ကဘယ်အရာကိုပဲလှုပ်လို့အရေးချင်းဒါမှမဟုတ်ပါရမီရှင်တစ်ယောက်ဖြစ်ဖို့မလိုဘူးလို့အခိုင်အမာပြောထားပါတယ်။ သူ့ရဲ့ဘဝစာကြောင်းကိုကြည့်လိုက်ရင်လည်းသူဟာဘယ်အရာမှမပါရမီရှင်တယောက်မဟုတ်ခဲ့ပါဘူး။အားနည်းတဲ့ငယ်ဘဝကနေစပြီးအခုလိုကပအမာကျော်ဆုံးစက်သားတူဖြစ်လာခဲ့တာဟာသူ့အလုပ်ကြိုးစားမှုစီကန်းနဲ့စိတ်တက်ခွန်အားကြောင့်သာဖြစ်ခဲ့တာပါ။ဒါကြောင့်သင်ဟာဘလို့နောက်ခံကလာတဲ့ဘယ်လောက်အရေးချင်းရှိတယ်ဆိုတာတည်းဘယ်လောက်ကြိုးစားဖို့ဆန္ဒရှိလဲဆိုတာကပိုအရေးကြီးပါတယ်။ပင်ကိုပါရမီမရှိဘူးလို့ထင်တဲ့အခါတိုင်းမှာဂေါကန်ရဲ့အပြေးပြိုင်ပွဲတွေနဲ့ဘူးကစံချိန်တွေကိုပြန်အမှတ်ရပါ ။ဆွဲနဲ့လုံလာကဘလို့မှမဖြစ်နိုင်တဲ့အရာတွေကိုဖျက်မြောက်စေနိုင်ခဲ့တာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။ဒီတော့ကန့်ဟာမီစာအုပ်ထဲကကျွန်တော်တို့ရရှိတဲ့အဓိကအသင်္ကားစာတွေကတော့ကိုယ့်ရဲ့စိတ်ဟာမလုံနိုင်တော့ဘူးလို့ပြောလာတဲ့အခါမှာကိုယ့်ရဲ့စွာ40ရာခိုင်နှုန်းကိုပဲအသုံးပြုရသေးတယ်ဆိုတာကိုသတိရပါ။ accountability meter နီလန်းကိုအသုံးပြုပြီးကိုယ့်ရဲ့အားနည်းချက်တွေကိုရိုးသားစွာရင်ဆိုင်ပါ အရှုံးဆိုတာတင်ယူစရာသင်ခန်းစာတစ်ခုဖြစ်တယ်ဆိုတာကိုလက်ခံပြီးအရှုံးကိုအောင်မြင်မှုအတွက်အားအဖြစ်ပြောင်းလဲလိုက်ပါဒီဗီဒီယိုကိုကြည့်ရှုနေတဲ့မိတ်ဆွေတို့အနေနဲ့ဒီစာအုပ်ထက်ကသင်ခန်းစာတွေကိုလက်တွေ့ဘဝမှာအသုံးချပြီးကိုယ့်ရဲ့ပိုင်းနိုင်စေကိုစတင်ရှောင်လိုင်းနိုင်ကြပါပြီသင်ဟာဘယ်အခြေအနေမှာပဲဖြစ်နေပါစေသင်ရဲ့စိတ်ကိုသာထိန်းချုပ်နိုင်ရင်ဘယ်အရာကမှသင်ကိုထိခိုက်နိုင်မှာမဟုတ်ပါဘူးဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share နဲ့ comment လေးပေးပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ် ဒီလိုစာအုပ်အနှစ်ချုပ်တွေနဲ့ကိုဝိုင်းတိုးတရေဗီဒီယိုကောင်းတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားပြီး Notify ပဲနေရာလေးမှာအော်ကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့ဒါမှနောက်ထပ်ဗီဒီယိုအသစ်တွေတင်တဲ့အခါမှာအမြဲသိရှိနိုင်မှာဖြစ်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါမယ်မိတ်ဆွေတို့အားလုံးဘဝမှာအောင်မြင်မှုတွေကိုစီကိုစီပိုင်ဆိုင်နိုင်ကြပါစေ။